နစကဥက္ကရာဘက်ကရွေးကောက်ပွဲကျင်းပပေးမယ့်ကာလအတိအကျကိုထုတ်ဖော်ပြောကြားထားတဲ့အတွက်လက်ရှိ6လတတန်းကုန်ပါကရွေးကောက်ပွဲအတွက်အစုဖွဲ့အင်အားစုပုံစံတစ်မျိုးပေါ်လာနိုင်တယ်လို့စီးရဲနဲ့နိုင်ငံရေးအခက်ခက်တွေက CNN သတင်းဌာနကိုပြောပါရယ်။နစကဥက္ကရာဘိုးချုပ်မူကြီးမင်းအောင်လှိုင်ဟာ2025ခုနှစ်မတ်လ9ရက်က ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာအထူးရရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းထုတ်ဖော်ပြောကြားခဲ့တာပါ။ဒါကြောင့်အခုလာမယ့်ဩဂတ်လမှာ6လတက်တန်းတိုးထမှုကုံဆုံးမှာဖြစ်တဲ့အတွက်အဲ့ဒီကာလအလွန်မှာတော့ NASA ကဟာတက်တန်း6လထပ်တိုးတာအစားတခြားပုံစံတစ်မျိုးနဲ့ပေါ်လာနိုင်တယ်လို့ NCA ထူထားတဲ့ပအိုးမြူတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါတယ်ဒီတကယ်ဒီဇင်ဘာမှာလောက်မှာဆိုရင်တော့မှဒီအချိန်က6လအကြာနဲ့အချိန်6လကြာတော့ဒီဩဂုတ်လမှာ6လပြည့်တဲ့အချိန်မှာတော့အဲ့ကြာမဲ့6လကိုအဲ့ကြာမဲ့6လကိုဒီကဝဲလုံးတဲ့ကာလက နောက်6လတည်းပါသွားတာဩဂုတ်ကနေပြီးတော့ဖေဖော်ဝါရီကြီးပါသွားတဲ့ခါကျအဲ့ဒီအတွင်းမှာဖြတ်ကျင်တဲ့သဘောရှိတာကျွန်တော်ကြည့်ရတယ်။ဒါကြောင့်ဟိုဩဂုတ်လမှာတော့6လနောက်ဆုံးတူတာပြင်မယ်။အဲ့ကျန်တဲ့6လကတော့တတန်းတူတာတစ်ခုရေကောက်ခွဲကျင်ညာပြီးတော့ရေကောက်ခွဲနဲ့ပတ်သက်တဲ့ရေကောက်ခွဲကိုကင်တွယ်မယ်။အစုအဖွဲ့အင်အားစုရေကောက်ခွဲကော်မရှင်နဲ့အတူပေါ့ဗျာ။ ဒီဘောကိုကြည့်ကြမယ်ပုံစံပုံစံတစ်မျိုးတော့ပေါ်လာမယ်။အဲဒါဆိုတက်တောင်းမတိုးခနဲ့ဒီဘောပဲလို့ဘူးတော့အရှင်နေဆိုတဲ့ဟာနဲ့ဖြန်ပြီးလို့ရမယ်ပါ။အဲဒါဒီဘောပဲတကယ်ပဲအဲ့ဒီသောမကာလာပေါ့နော်ဒီမူကြီးကပြချာနားထောင်ကြည့်ရင်သူကဒီဖေဖော်ဝါရီကိုမရောက်ဘူးဒီကဘာဘုံမဟုတ်ကျွန်တော်ရေဖေဖော်ဝါရီလား ကျွန်တော်တို့6လထပ်ပြည့်တဲ့အချိန်ပဲအဲ့ဒီအဲ့ဒီမကူးသေးခင်ဘူးဆိုတဲ့သဘောပေါ်လွင်တော့ခါကြတော့ဒီအဂိုလာမှာ6လပြည့်ရင်အဲ့ဒီရေကောက်ပွဲကိုကြီးကြမဲ့ပုံစံတစ်မျိုးနဲ့တတန်းကိုရေကောက်ပွဲခေါ်ယူနိုင်ရဲ့အတွက်နော်အဲ့တတန်းဖြစ်သွားမယ်ပြီးခဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမမှုဖြစ်ခဲ့တဲ့အတွက်နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတ္တတောင်းဝင်ယူထားတာဖြစ်ကြောင်း မကြခင်မှာလည်းဥပဒေနဲ့အညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိကြောင်းမက်ရှလ9ရက်ကဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ပူတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့တာပါဒါပြင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီ53ပါတီစီရင်ပေးသွေးထားကြောင်းပြောဆိုခဲ့ပြီးတော့ရွေးကောက်ပွဲကျင်းပမယ့်ရက်အတိအကျကိုတော့ပြောဆိုသွားတာမရှိသေးပါဘူး။အဲဒီလိုမျိုးရွေးကောက်ပွဲကျင်းပမယ်ဆိုပါက2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကာလွန်ကိုပြန်လည်လွှဲပြောင်းပေးရမှာဖြစ်တယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းထွန်းကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်။ 哎，你帮我的七八万送，你把七点一的呗，是个。嗯 <noise>，那他讲也不要叫他为我的录音告诉我。把侬变这样？把侬啊，的是吧？炒哪天嘛？你把我的话，我就自己把他一个批的掉。他就代表这样的是，他么讲炒哪我？你把我进八我的炒那，你把我进八万七十八万，基本上就是么得交了，你没再干了，都还给他了。那你这种炒哪我？嗯，当他去。 ရှိကျူတော့လို့ဆိုတော့အဲ့တော့ဆိုတော့ဒီလိုဒီရုပ်ကဝင်လာမယ်ဆိုတော့ဒီကျင်လာပြီးသားလည်းဖြစ်ပြီဆိုလို့ဆိုတော့ပြကြတယ်ဒီအခုတက္ကံပြီးသားတဲ့အချိန်မှာတော့ကာလုံးပြန်ပြီးတော့ဒီပေါ်ဝင်နိုင်အောင်အတွက်ပြုဖို့ဖြစ်သွားပါလိမ့်မယ်နတ်ဆက်ကဥက္ကဋ္ဌဟာပြီးခဲ့တဲ့2022ခုနှစ်ကလည်း2023ခုနှစ်ဩဂတ်လမှာရွေးကောက်ပွဲကျင်းပပေးမယ်လို့ထုတ်ပြန်ကြေညာခဲ့ပြီးနိုင်ငံတော်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလာတာကြောင့် 2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ425ကိုကျင့်သုံးပြီးတာမန်မဟုတ်တဲ့အခြေအနေဟုဆိုကအရေးပေါ်အခြေအနေကြီးညာထားမှုကို6လတတန်းတိုးလာခဲ့တာဟာဒီကနေ့အထိပဲဖြစ်ပါတယ်။ဒါကြောင့်ဘယ်လာရုသမ္မတလူကာရှန်ကူ ਨੇ ပူတဲသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တဲ့ရွေးကောက်ပွဲကျင်းပပေးမယ်ကာလအပေါ်လူထုကြားမေးခွန်းထုတ်လျက်ရှိနေကြပါတယ်။